ဘူမိအပူဆွမ်းရင်တောင်ဆက်ယုံများတွင်မြောက်တွင်ပြင်းထန်သော ဖြစ်အားနှင့်တရှိနေသောရေဘူးတို့ကိုတွေးများဖြင့်တူးဖော်၍ရေပင်ပေါ်သို့ရောက်စေသည်ရေပေါ်ရောက်တွင် ရေဘူးများသည်ဖြီးအားရောကြသွား၍ရင်းနှီးငွေတွင်တို့ပြောင်းကာတာပိုင်ဆက်များကိုလေပတ်စေခြင်းဖြင့်လျှက်စစ်တဲ့ထုတ်ယူကြသည်မြောက်ရေများကိုအဝစီတွေးများတူး၍တောက်သုံးရေဖြင့်ရယူသည့်နေ့တိုင်းရေဘူးနှင့်ရင်းနှီးငွေများကိုတွေးများဖြင့်တူးဖော်ထုတ်ယူ၍ဘူမိအပူဆွမ်းရင်အဖြစ်အသုံးချခြင်းဖြစ်သည် ဘူမိအပူဆွမ်းရင်မှလျှက်စစ်ထုတ်သည့်စစ်ရုံသည်တပိုင်များကိုလည်ပတ်စီရန်ရုပ်ကျွင်းလောင်စာများအစားမြေအောက်မှထွက်လာသည့်ရင်ငွေများကိုတုံးတီမှလွှဲ၍အခြားအလောင်းအတူတူပင်ဖြစ်သည်တပိုင်ကိုဖြတ်ပြီးသောရင်ငွေများကိုအေးခံဆင်းမြစ်ပေါ်သို့ပို့၍အေးခံကရေပြန်ဖြစ်စေကမြေအောက်သို့ပြန်လည်စိတ်ဝင်စေသည်ဘူမိအပူဆွမ်းရင်ထုတ်ယူသောတွင်းများသည်3ကီလိုမီတာအထိနေသည်ကောင်းမွန်ထိရောက်စွာလည်ပတ်နိုင်ရန် 150ဒီဂရီစင်တီဂရိတ်ထိပူသောရင်းနှီးငမြကိုလိုအပ်သည်။ကမ္ဘာပထမဆုံးဘူမိအပူဆွမ်းရင်သောလျှက်စစ်ထုတ်စက်ရုံကိုအီတလီနိုင်ငံတွင် စတင်ဆောက်လုပ်ခဲ့သည်။ယခုကကမ္ဘာပေါ်တွင်ဘူမိအပူဆွမ်းရင်မှလျှက်စစ်ထုတ်ယူနေသော နိုင်ငံပေါင်း20ကျော်ရှိသည်။အီတလီပြင်အမေရိကန်၊နယူးဇီလန်၊အစ်စလန်၊မက္ကဆီကို လပိုင်း၊အင်ဒိုနီးရှားနှင့်ဂျပန်နိုင်ငံတို့တွင်လည်းဘူမိပူမှလျှက်စစ်တပ်ထုတ်ယူနေကြသည်။ အင်ဒိုနီးရှားနိုင်ငံသည်ကျွန်းပေါင်း၁၀၀၀၀၀ကန့်ဖြင့်ဖွဲ့စည်းထားသော ကျွန်းများရှင်နိုင်ငံဖြစ်သည့်တမကမိတောင်ရာပေါင်းများစွာတည်ရှိသည့်နိုင်ငံဖြစ်လဲလူသိများသည်ကမ္ဘာတွင် အကြီးမားအဖြစ်နှံဆုံးမိတောင်ပေါက်ကွဲမှုချို့သည်အင်ဒိုနီးရှားတွင်ဖြစ်ပေါ်ခဲ့သည်ယင်းတဘာဝဘေးအန္တရာယ်ပေါင်းများစွာကိုရင်ဆိုင်ခဲ့ရင်ဆိုင်နေရာဆဲဖြစ်နေသောအင်ဒိုနီးရှားနိုင်ငံသည်ယခုအခါမိတောင်ပေါက်မှု၏ဈေးမြင့်ဖြစ်သောဘူမိအပူမှစွမ်းရင်အမြောက်များထောက်ယူရန် စီမံလျက်ရှိသည်။အင်ဒိုနီးရှားရှိဘူမိပူဆက်ရုံသည်အမေရိကန်ဒေါ်လာ3600မြောက်ကုန်ပွဲရရှိသည်။ယခုကတစ်ကမ္ဘာလုံးတွင်ဘူမိပူလျက်စက်ပမာဏမဂါဝက်9000ထုတ်ယူနေရ။အမေရိကန်တနင်္ဂနွေတွင်မဂါဝက်2900မြောက်သုံးဆွဲနေသည်။ယင်းပမာဏသည်ဂျီနန်စီပေါင်း6000ကိုသုံးဆွဲထုတ်ယူသောလျက်စက်ပမာဏနှင့်ညီသည်။ဘူမိအပူမှလျက်စက်ထုတ်ယူခြင်းသည်2019ခုနှစ်၌အကမ္ဘာလုံး လျက်စစ်သုံးဆွဲမှု၏တရားခိုင်နှုန်းအောက်တွင်သာရှိနေခဲ့တော်လဲရင်းဆိုင်အင်ကိုထုတ်ယူသုံးဆွဲမှုသည်ဖြည်းဖြည်းချင်းတိုးတက်လာနေသည်ရည်နံနှင့်အဘာဝတန်းငွေနေပန်း၌အစင်းမြင့်တိုးတက်လာနေသောတွင်တူနီးပညာကိုဘူမိအပူကို တူးဖော်ရာတွင်သုံးချနိုင်သဖြင့်လက်တွေ့တူးယူနိုင်သောဘူမိအပူဆွဲရပမာဏသည်ဘာလျက်စစ်သုံးဆွဲမှုပမာဏ၏900ခိုင်နှုန်းအထိတိုးတက်ရောက်ရှိသည်ညောက်အပူမှတက်စစ်ထုတ်ယူခြင်းသည် ်ပဝန်းကျင်ညဉ့်ညမှုကိုဖြစ်စေသည့်အာသာချက်ရှိသည်24နာရီလောလက်ပခါလက်စစ်ထုတ်ပေးနိုင်သည့်ဘူမိအပူဆွဲဟင်သည်ဘေကင်းဆိတ်ချရသည်ရေရှည်တုံးဆွဲနိုင်သည်ကုန်ခန်းနိုင်ွယ်ရှိသောဆွဲဟင်စနစ်ဖြစ်သည်ကနအုပ်ကုညာစစ်မြမတော်လဲစက်ယုံပြည်စည်းသည့်နောက်ပိုင်းတွင် ကုညာစစ်မြပစာဖြင့်မကုန်ခန်းနိုင်သောဆွဲဟင်ကို ထုတ်ယူနေုံပင်ဖြစ်သည်လေးစစ်ထုတ်ယူခြင်းပြင်ဘူမိအပူဆွမ်းရင်ကိုဈာနီများပြဲတဲ့ အသုံးချနေတယ်။ရေပူစမ်းညမှာထွက်တော့မြေအောက်ရင်းနှီးများထဲတွင်စင်၍ညောင်းညာပြည်စေသည်။အေးပိုင်းဒေသများတွင်ဖန်လုံအိမ်များဖြင့်အပင်များစိုက်ပျိုးရနိုင်။ဘူမိအပူရင်းနှီးငညာကိုအသုံးချသည်။ငါးပစွန်စသည်တို့ကိုမွေးရ၌အကောင်ကြီးထွားမှုမြန်ဆန်စေရန်ဘူမိအပူရင်ခွဲကိုအသုံးချသည်။စမ်းမှုလုံငညာတွင်နွားနှုတ်ပူတက်ရန်စက်တော်အချောက်ခံရန်တက်သားအချောက်ခံရန်တို့တွင်လည်းဘူမိအပူရင်းနှီးငညာကိုသုံးသည်။ လားတူအေးပိုင်းဒေသစောက်အုံများကိုအနှွေးတက်ပေးရတွင်ဘူမိအပူရင်ွေများလှုပ်သွင်း၍ပူပေသည် သို့သောဘူမိအပူဆိုင်ကိုဥဖော်ထုတ်ယူနိုင်သည့်နေရာဒေသအကန့်အသတ်ရှိခြင်းတွင်ညာထုတ်ဖော်ခြင်းသည် အောင်မြင်ရန်ရခိုင်နှုန်းအားရပွဲမရှိသေးခြင်းကုန်ကျစရိတ်မြန်မာနေသေးခြင်းစသည်တို့ကြောင့်လိုတက်မှုနှောင့်နှေးနေသေးသည်ဘူမိအပူဆိုင်ထုတ်လို့စက်ရုံတစ်ခုကိုစောက်မည်ဆိုရင်ရင်းနေရာကို ကွင်းစင်တိုက်တာပြင်ဆင်ခြင်းအတွက်သုံးနှစ်ခန့်ကြာသည်အဆောက်အများကိုစောက်ရန်နောက်ထပ်သုံးနှစ်ခန့်အချိန်ယူသည်ကုန်ကြစိတ်မှာစစ်ရုံတရုံလင်းအမေရိကန်ဒေါ်လာ12ဘီလီယံခန့်ရှိသည် လေဆိုင်ရင်အသုံးဝင်ပုံကိုရွက်လီညာတော်လာခြင်းကိုကြည့်ချင်းဖြင့်လွယ်တကူမြင်နိုင်သည်ဒီဘပိဒါစကားဖြင့်ပြောလျင်ရွက်တိုက်တော်လာခြင်းသည် လေဤယူလီယားဆိုင်ရင်ကို လေဤယူလီယားဆိုင်ရင်အဖြစ်ပြောင်းလဲအသုံးချခြင်းပဲဖြစ်သည်လေဤယူလီယားဆိုင်ရင်ကို ဆက်ဆန်းရဲ့ဖြစ်ကြောင်းလဲအသုံးချက်ခြင်းကိုလည်းရှိရှိခင်ကလေးကတွေ့နေသည်ဥရောပတိုက်ဟော်လန်နိုင်ငံအနှံ့တွင်အများဆုံးတွေ့ရသောလေယဟန်များသည်ထင်ရှားသောဥပမာများဖြစ်သည် လေယဟန်၏လက်ပတ်မှုဖြင့်အနိုင်ပိုင်းမှရေများကိုအမြင်ပိုင်းသို့တင်ပေးသည်ဂျုံစပါစသည်တို့ကိုကြိတ်ကြသည်ခေတ်တွင်မူလေဆွမ်းရင်ကိုတက်စစ် ထုတ်လို့ရန်အသုံးချမှုသည်ညစွာတွင်ကျလာလျက်ရှိသည်ကမ္ဘာပေါ်၌တက်ခိုက်နေသောလေညာ၏ ဆွေးဟင်စမြက်ကိုလေးလာလျင်နေအောင်ကြည်ဤအပူတက်မှမြဖြားခံကြောင်းတွေ့ရနေ။ကဗတ်အီကွေတာနဲ့ရင်းဤပတ်ဝန်းကျင်ဒေသများသည်ဝင်ရိုးစွန်းဝင်းကျင်ဒေသများထက်နေအောင်ကိုပိုရ၍ပူပူကြသည်။လေဒီပူသောအခါပွား၍အမြင်ပိုင်းသို့တက်ရောက်ကြသည်တွင်ရင်းတို့နေရာသို့လေအညာအစားထိုးဝင်ရောက်လာမှုသည်လေတိုက်ခတ်ခြင်းဤအခြေခံအကြောင်းရင်းတစ်ခုဖြစ်သည်။ကုန်းမြေအထက်ရှိလေတို့သည် ရေပြင်အထက်ရှိလေတို့ထက်နေဘက်တွင် ိုး၍မြန်ဆန်စွာအပူချိန်တက်ပြီညာဘက်တွင်ပိုး၍မြန်ဆန်စွာအပူချိန်ကြဆင်းသဖြင့်အုံးပေါ်လေးနှင့်ရေပေါ်လေးအပူချိန်ချနှမ်းမှုကလေတိုက်ခတ်မှုကိုဖန်တီးဖြစ်ပေါ်စေသည်မြေမြင့်တဲ့ဤသွေးမြင့်လက်ခဏများကလည်းမြေကြီးအထက်လေတို့၏ပူမှုအိမ်မှုတို့အပေါ်တက်ရောက်လွန်မှုသည်ဥပမာသဲကနာရများသည်လေးဘက်တွင်အပူလွန်ခဲ့ပြီးညာဘက်တွင်အေးလွန်ခဲ့သည်ပူနွေးလာသောလေများအမြင့်ပိုင်းသို့ အယောက်ကြတော့ကလေဟာတော့နေရာတို့လေညာစည်းဝင်တက်ခိုက်လာသည်ရေကိုမျက်စိဖြင့်မြင်ရတဲ့ကဲ့သို့ လေကိုသာမြင်ရပါကမတိုက်ခက်ပဲညီနေတော့လေတို့ကိုကံကြီးညာဖြစ်လကောင်းဖြူဖြူတက်ခိုက်နေတော့လေပြင်းတို့ကိုညင်သာစွာစီးနေတော့ချောင်းညာဖြစ်လကောင်းတနာရီ25ကီလိုမီတာနှုန်းနဲ့အထက်တက်ခိုက်နေတော့လေတို့ကို အကောင်မောင်းတန်စီးနေတော့မြကြီးညာဖြစ်လကောင်းမြင်ကြရဖို့ရှိတယ်တို့တော့မြကြီးညာစီးစီးနေသည့်နဲ့ ိုက်ခိုက်နေသောလေစီကြောင်းများကိုအုံချ၍လေဟန်များကိုလေပတ်စေကလက်စစ်တအားထုတ်ယူခြင်းသည်ကဘာတွင်အချိန်အဟုန်နှင့်တိုးတက်လာနေသောစွမ်းရည်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်သည် တနာယီအနည်းဆုံးကီလိုမီတာ20နုန်းကဖြင့်တိုက်နေသော လေမှာလျှက်စစ်လက်ထုတ်ယူနိုင်သည်လေအားလျှက်စစ်ယူနစ်တစ်ခုတွင်တိုက်နှင်းမြင့်အခု၏ထိပ်တွင်ဒလက်3ခုပါသောရဟတ်ကိုတက်ဆင်ထားသည်စွမ်းရည်ထုတ်လေရဲ့အများကြီးပုံမှန်သည် ိမ်သုံးပံကာနဲ့တရားရောင်ရှိတော်လဲလေရဟဲ့ရလောလောပုံဒီအိမ်သုံးပံကာလောလောပုံနဲ့ရောင်းမြန်ဖြစ်တယ်အိမ်သုံးပံကာဒီကဲဆစ်ဆွမ်းရင်ကိုတုံး၍လေတိုက်ခိုက်မှုကိုဖန်နေတယ်လေရဟဲ့တာပိုင်ဒီလေတိုက်ခိုက်မှုဆွမ်းရင်ကိုတုံး၍လျက်စစ်တော်တယ်လေရဟဲ့ရှိကြလညာကိုပုံစံထုတ်သုံးလောင်းရတွင်ပြင်းများကဲ့သို့ညှက်ချက်မနေစေပဲအပေါ်မျက်နှာပြင်ကိုခက်ခုံခုံပြလုပ်ထားတယ်လေရင်ပံကာရွက်များနဲ့ပုံစံတူတယ် တက်ခတ်တော်လေသည်ပြားနေသောအောင်မျက်နှာပြင်ကို ပုံမှန်ဖြတ်တန်းတော်လေအပေါ်မျက်နှာပြင်ကိုကြော်ရတွင်မူခုံးနေသည့်အတွက်အញ្ញံသောရော့ကျသွားသည်အញ្ញံသောရော့တည်အတွက်ဖိအားလည်းကျသွားသည်ဒလက်အောက်တွင် ပုံမှန်နှုံးဖြင့်တိုက်တာသည်လေကပုံမှန်ဖိအားရှိသည့်အတွက်ဒလက်၏အောင်မျက်နှာပြင်နှင့်အပေါ်မျက်နှာပြင်ကြားတွင်ပေါပေါလာသောဖိအားမညီညာမှုကဒလက်ကို ပုံမှန်မြန်ဆန်စွာ လေပတ်စေသည်တန်ဤအောက်ခြေတွင်ဒါပိုင်ဂျနရိတာနှင့် จาสักยามยาสิดิလေရဲ့ဟဲ့တလညာကိုလီလာယာပတ်တော့မျက်နှာမူပြီးလေပတ်စီကရင်းလေပတ်မှုဖြင့်တာပိုင်ဆက်ကိုလှည့်သည် လေတိုက်မှုပြင်းလွန်ပြီးတနာရီကီလိုမီတာ90နှုန်းထက်ပိုပါကတာပိုင်ပစ္စည်းတက်သည့်အတွက်လေပတ်မှုဖိချုပ်ပေးနိုင်သည့်ခရီးယာကိုတက်ဆင်ထားသည်တာပိုင်ကဝင်ရိုးကိုလှည့်ပေးပြီးရင်းဝင်ရိုးကဂျန်နရေတာကိုတဖန်လေပတ်စီချေဖြင့်လျှက်စစ်ထုတ်သည်စီးပွားဖြင့်လျှက်စစ်ထုတ်လီဟဲ့ဤတိုင်သည် မီတာ90မှ မီတာ100ကျော်တွင်းမြင့်ကဘလတ်တစ်ခုစီသည်မီတာ20မှမီတာ90အတွင်းရှိလျက်သည်စီးပွားဖြင့်လေအားတာပိုင်းတစ်လုံးသည်ပြင်းမြပြစ်တမ5မကဝဲမြသောဆဲစစ်ကိုထုတ်ပေးရရင်ပမာဏသည်အင်ဂျင်900ခန့်အတွက်လုံလောက်သည့်ဆဲစစ်ပမာဏပဲဖြစ်သည်၎င်းလေဟန်မျိုးဒါဇင်ပေါင်းများစွာသို့မဟုတ်ရာပေါင်းများစွာကို လေဂျန်အုပ်စုများအဖြစ် စုစည်းတိစောက်ကလက်စစ်ပမာဏမြောင်အများထုတ်ယူနိုင်သည် ိန္ဒိယနိုင်ငံမာချက်စတန်ပြည်နယ်ရှိဂျန်ဆန်မာလေယာဉ်အုပ်စုသည်2012ဧပြီလတွင်လေယာဉ်စစ်တအား1064မဂါဝတ်ကိုထုတ်လုပ်ပေးခဲ့သည်လေယာဉ်အုပ်စုများကို အချိန်နှစ်လကြာညအတွင်းတည်ဆောက်နိုင်ခြင်းလေယာဉ်တစ်ခုချင်းစီကိုအလွယ်တကူထုတ်တဲ့လေလံနိုင်သည့်မော်ဂျူလာစနစ်ဖြင့်ထုတ်လုပ်ထားခြင်းစသည်တို့ကြောင့်ဒီဇိုင်းထုတ်အရာများကိုတက်စင်ရန်မြန်ဆန်လွယ်ကူသည်စောက်ပြီးသည်မှဒီဇိုင်းထုတ်လေယာဉ်များကို ကုန်းနှင်းပိုင်းတွင်အများဆုံးတွေ့နိုင်တော်လဲကမ်းလွန်ရေပြင်တွင်ဒီဟဲအုပ်စုတိဆောက်မှုများခေစားလာနေသည်ကမ်းလွန်ဒီဟဲများတိဆောက်ရန်ရေကြီးတံမှုကိုထိတော်ရန်မလိုအပ်ခြင်းရေပြင်ပေါ်တိုက်တော်လေက ကုန်းတွင်းလေထက်ပိုအားကောင်းခြင်းတိုက်ခိုက်သောအမြန်နှောင်းနှင့်တိုက်ခိုက်ပုံကိုမှန်းဆရန်ပိုလွယ်ခြင်းစသည့်အသက်ကြံများရှိသည်ကမ်းလွန်ရေနံတုစိန်များကိုတိဆောက်သည့်အတွေ့အကြုံများကလည်းကမ်းလွန်လေဟဲများတိဆောက်ရာတွင်အထောက်အကူပြုသည် ကံလွန်မကုန်းပေါ်သို့လက်စစ်ပုပ်ပင်းကြီးကေဖယ်ကျိုးကြီးကုန်းကြက်စိတ်ကလည်းများလာပဲထို့ကြောင့်ဒိမတ်ဆွီဒင်နယ်သာလန် UK အိုင်ယာလန်အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည်ကံလွန်လေဟဲအုပ်စုများစွာတို့ကိုတိဆောက်ရန်စီစဉ်နေသည်လက်ရှိကမ္ဘာအကြီးဆုံးလေဆမ်းဟင်ထုတ်လေဟဲအုပ်စုသည်အင်္ဂလန်ပိုင်နယ်မြောက်ပင်လယ်တွင်ရှိသည်ယင်းလေဟဲအုပ်စုတွင်လေဟဲ54ခုပါဝင်သည်လေရဟတလက်တစ်ခုသည် မီတာ90ရှိသည်၎င်းလီဟဲအုပ်စုမှတက်စစ်တအားမကဝက်200ထုတ်ပေးလျက်ရှိသည်လီဟဲအုပ်စုများကစားနေတဲ့ကဲ့သို့လုံချင်းအင်ညာဤတန်လေတော့အင်ညာများစိုက်ခင်းများကိုတက်စစ်ပေးနေသည်လီဟဲအငယ်စားများလည်းလူကြိုက်များလာနေသည်ထို့သောလီဟဲတစ်ခုတိုင်းတွင်ကပိုင်ဆက်လုံးစီတက်စင်ရန်လိုအပ်သဖြင့်လီဟဲငယ်များမှထုတ်သောလျှက်စီတယူနစ်စီသည်လီဟဲကြီးများမှထုတ်သောလျှက်စီ တည်ယူနေစေတတ်တော့ကြီးမြင့်သည်သို့စဉ်လည်းအမေရိကန်နိုင်ငံတွင်လက်ဆင့်အသုံးပြုသေးသောလေဟဲအငယ်စားရေအတွက်တောင်းကျော်ရှိနေပြီးဆက်၍လည်းအချိန်အဟုန်နှင့်တိုးတက်နေကြလာနေသည်ရုပ်ကျွမ်းလောင်စာသုံးဆချက်နှင့်မတူပဲလေနှင့်ရေညဉ့်ဉန်းမှုဖြစ်ခြင်းကာဗွန်နိုက်အောက်ဆိုက်နှင့်အဆိပ်တက်ငွေများမထွက်ပေါ်ခြင်းတို့သည်လေဆွမ်းရင်မှတဲဆက်ထုတ်ယူခြင်း၏အာသာချက်များဖြစ်သည်သက်ဆိုင်ရာကိရိယာများကိုတက်ဆင့်ကြည့်၍စတင်လဲပတ်တည်နေ နောက်ထပ်ကုညာစေများစွာမရှိတော့ဘဲနေစစ်တက်ကိုအခမဲ့ထုတ်ပေးနိုင်သည်ထို့အပြင်လေးဟံများကို ထိမ့်သိမ့်စေနေပါသည်လက်စစ်ထုတ်လေးဟံများမှစုညံသာထွက်ပေါ်ခြင်းထူးထူးထောင်ထောင်ဖြစ်နေ၍တဘာဝမြင်ဝင်းကိုထိခိုက်ခြင်းငညာကိုအန္တရာယ်ဖြစ်စေခြင်းလေးတိုက်သောအခါမှသာအလုံးလုံးနိုင်ခြင်းတို့သည်လေးစွမ်း၏အာနှဲ့ကြံများဖြစ်ကြသည်နောက်ပိုင်းတွင်အတန်စုညံမှုအလွန်နည်းသည့်ဒလညာကို ထုတ်လို့တက်စင်နိုင်ကြသည်ဖြင့်စုညံသာပြဿနာမှာ များစွာယုံနေသွားပြီဖြစ်တယ်။ထို့ပြင်ဒလတ်များကိုပုံမှုပေါ်ပါသောပစ္စည်းများဖြင့်ပြုလုပ်လာနိုင်၍ပုံရွှေ့မြန်ဆန်စွာလဲပတ်လာနိုင်သည်။တပိုင်ဆက်များ၏စွမ်းရည်ကိုလည်းမြင့်တင်နိုင်သည့်ဖြင့်လေအားလျှက်စစ်ထုတ်ယူရေးနည်းပညာသည်လျှက်စစ်တပ်ကိုမြင်မသောစွမ်းရည်ဖြင့်ထုတ်လုပ်ပေးလျက်ရှိသည်။လေအားလျှက်စစ်သည်ရုပ်ကျွန်းလောင်စာဖြင့်လျှက်စစ်ထုတ်ယူခြင်းထက်ကနအုပ်ကညာစေညနေသေးတော်လဲဆက်ယုံလက်ပတ်စေခြင်း ချိန်လည်းမူလေဟာလျက်စက်ဆက်ယုံများသည်လောင်စာဘိုးလုံးဝမကုန်သည့်အတားကျရှိသည်သို့သောလေစွမ်းရင်ထုတ်လုပ်ငန်းသည်လည်းလေတိုက်နေချိန်တွင်သာလျက်စက်ထုတ်ပြနိုင်သည့်အားနည်းချက်ရှိသည်ထို့ပြင်စီးပွားပြည့်လျက်စက်ထုတ်နိုင်လောက်အောင်လေတိုက်ခတ်မှုအကောင်းသောနေရာတို့သည်ရေဘူအားဖြင့်လူနေမျိုးရများနှင့်ဝေးကွာနေတတ်၍လေအားလျက်စက်ကိုအသုံးချရာတွင်အခက်အခဲတစ်ခုဖြစ်နေသည်အတားကျအားနည်းချက်များကြားမှာ ပြန်ပြည့်မြဲစွမ်းရည်အမျိုးမျိုးတဲ့တွင်လေစွမ်းရည်မှပြည့်စည်ထုတ်ယူမှုကဏ္ဍသည်အလင်းညာဆုံးထုတ်တက်နေသောကဏ္ဍဖြစ်သည်လေစွမ်းရည်သုံးဆမှုသည်တနည်းလျှင်25ရာခိုင်နှုန်းထုတ်တက်နေသည်နိုင်ငံအလိုက်ဆိုလျင်အမေရိကန်သည်ကမ္ဘာတွင်လေစွမ်းရည်ထုတ်ယူအများဆုံးဖြစ်သည်တရုတ်ဂျာမနီစပိန်နှင့်အိန္ဒိယနိုင်ငံတို့ကအမေရိကန်နောက်ကလိုက်နေသည်အဆိုပါငါးနိုင်ငံတို့ကထုတ်ယူသုံးဆနေသည့်လေအားလျှက်စစ်ပမာဏသည်ကမ္ဘာလောလေအားလျှက်စစ်ပမာဏစုစုပေါင်း၏ ခုနစရာကိနှုံးမြရှိသည်တကဘာလောင်းသုံးဆွနေသောလေးစွမ်းရင်ပမာဏသည်သုံးသိန်းတသောင်း1105မကာဝဲဖြစ်သည်လေးစွမ်းရင်သုံးဆွမှုကိုအခြားစွမ်းရင်များနှင့်ရှင်၍တနင်္ဂနွေချင်းလိုက်သုံးသက်လင်ဒိမတ်နိုင်ငံသည်မိမိသုံးသောစွမ်းရင်စုစုပေါင်း27ရာကိနှုံးကို လေးမှရယူနေသည်ဖြင့်များဆုံးဖြစ်သည်ဂျာမနီနှင့်စပိန်တို့သည်မိမိတို့သုံးသောစွမ်းရင်စုစုပေါင်း900ရာကိနှုံးကံကို လေးစွမ်းရင်မှထုတ်ယူနေသည် လေယာစလျက်စစ်သည်လက်ရှိတွင်တရုတ်နိုင်ငံလျက်စစ်သုံးဆွဲမှုဤတရားကိုင်းလုံးသာရှိနေသေးတော်လဲလေယာအသည့်တိစောက်မှုတွင်တရုတ်သည်အမေရိကန်ကိုကြော်ကထိတ်ဆုံးမှပြည်နေသည်တရုတ်တို့ဤလေယာလျက်စစ်သုံးဆွဲမှုသည်ဤတာစွာညပြလာမည့်လက္ခဏာကိုပြဆိုနေသည်အခြားပြန်ပြေမြဲစွမ်းရည်များဖြစ်ကြသောနေစွမ်းရည်ဘူမိအပူစွမ်းရည်စသည်တို့နှင့်ကုန်ကြားစေခြင်းရှင်လင်းနေစွမ်းရည်ကြောင့်ရသောလျက်စစ်သည် ဘူမိပူမရသောလျှက်စစ်ပြည်လင်ဒုတိယဈေးတတဆောင်ဖြစ်သည် General Electric Company ခန့်မှန်းချက်အရလေယာလျှက်စစ်အတွက်ကုန်ကျစရိတ်သည်1 kW နာရီလျှင်3.50မှ40အတွင်းရှိသည်ကဘာနှင့်အနည်းဆုံးကျဖြစ်သောနေသည်ကဘာတွင်လက်ရှိများရှင်းသန်းနေနိုင်အောင်အထောက်ပံ့ပေးသောအကြောင်းများနှင့်ခုဖြစ်သည်နေမှရောက်လာသောအလင်းဆိုင်ရင်ကိုလက်ရှိတို့ရှင်းသန်းရေးပါဝင်နည်းမျိုးစုံဖြင့်အုံချနိုင်ကြသည်တဲ့ပညာသည် နေရောင်၏ပူကိုယူ၍စားချက်သည်တတဝါတို့ကအပညာကိုအဟာရဖြင့်စားသုံးသည်အဟာရမှဖြစ်ပေါ်လာသော စွမ်းအင်ဖြင့်တတဝါတို့လှူရှားသွားလာနိုင်ကြသည်ယင်း၏ညီနေရသော နေသမကနှစ်တန်းပေါင်းများစွာကဖုံးလင်းငယ်သောနေသည်ပင် လူသားတို့ကိုယနေ့တိုင်အောင်အကျိုးပြုလျက်ရှိသည်ထိုအချိန်ကနေရောင်ဖြင့်ရှင်သန်ပေါက်ရောက်ခဲ့သောအပညာ၏လုံကျွမ်းမြတ်မှကြောင်မိသွေးစားသော ရုပ်ကျွမ်းလောင်စာများဖြစ်ပေါ်လာရာယင်းလောင်စာများကိုယနေ့တုံးဆွဲခြင်းသည် နှစ်တန်းပေါင်းများစွာက နေအောင်စွမ်းဟင်ကိုလှုပ်ဆွဲနေကြသည့်ဒိဗ္ဗေဖြစ်ဖြစ်သည်။ထို့ကြောင့်နေသည်ဓာရိုက်ဖြစ်စေတွေ့ဖွားရည်ဖြစ်စေစွမ်းဟင်အလုံးဤဇိမြင့်ပင်ဖြစ်သည်။လူတို့က1860ပြည့်နှစ်ခံကြကပဲနေအောင်ကြီးမှတရားစစ်တအားကိုထောက်ယူသုံးဆွဲတက်ခဲ့တယ်တော့လေကြကြပြန့်ပြန့်ဖြစ်ခဲ့ခြင်း။အမေရိကန်နိုင်ငံတွင်1890ပြည့်နှစ်ကျော်ကနေအောင်စွမ်းဟင်သောရင်းနှီးငွေစညာကိုစတင်အသုံးပြုခဲ့သည်။ ထိုအချိန်တိုင်မီကအနှွေးတက်ပေးရန်ချင်းနှင့်တောင်မီသူများကိုတုံးကြရ။နေအောင်ဖြင့်အပူပေးစညာကိုတီထွန်နိုင်ခြင်းသည်ကြီးစွာသောတိုးတက်မှုပေဖြစ်သည်။စတင်တုံးပြီးနှစ်ပေါင်း30ကျော်ကြာတွင် နေအောင်သုံးအပူပေးကရိယာများအထူးအယောင်တက်ခဲ့သည်။နောက်ပိုင်းတွင်ရေနံနှင့်တဘာဝတက်ငွေများကိုဈေးသက်သာစွာနှင့်သုံးဆွဲလာနိုင်သည့်အတွက်နေအောင်သုံးအပူပေးကရိယာများကိမ့်မိန်သွားခဲ့သည်။သို့တော်ရခုကရုပ်ကျွမ်းလာစားများဈေးမြင့်လာခြင်း ရင်းနှုံးမှာထွက်သောကာဗွန်နိုင်အောက်ဆိုက်ဓာတ်ငွေကြောင့်ကမ္ဘာအပူချိန်ထွက်လာခြင်းတို့ကြောင့်နေရောင်သောအပူပိကရိယာများအသုံးပြုမှုပြန်လည်ကစားလာလျက်ရှိသည်။နေရောင်ဖြင့်ရေကိုအပူပိခြင်းစသည်တို့ဖြင့်နေရောင်၏အပူဓာတ်ကိုအသုံးချ၍တရက်စစ်တလဲထုတ်ယူနိုင်သည်။နေရောင်မှ စွန့်ရင်ထုတ်ရ၌နီးနီးနီးကိုသုံးသည်။ပထမနီးရနေရောင်ကို ကြည်မုံကြံများဖြင့်ခံယူကာတဏှာ၌စူးစီးစေပြီးစူးစီးနေရောင်၏စွန့်ရင်ဖြင့် ရေသောမဟုတ်အရေတမျိုးကိုပူပေး၍ယင်းရေအပူအရေပူတို့၏စွမ်းရည်ဖြင့်တာပိုင်များကိုလေပတ်စေခြင်းဖြင့်တည့်ဆက်ထုတ်ယူသည်စူစည်းနေရောင်အပူနည်းပညာဟုခေါ်သည် စူစည်းနေရောင်ဤပညာဖြင့်တည့်ဆက်ထုတ်ယူရာတွင် နေရောင်အများပြရသောတဲကဏ္ဍရများတဲ့တွင်တိဆောက်ပါကပို၍တွချီခိုက်သည်စူစည်းနေရောင်ဆက်ယုံများသည့်နေအောင်ပမာဏညစွာကို ခံယူကာလက်စိတ်ထုတ်ကြသည်ဖြင့်အစော့အော်အရွယ်အစားကြီးမားကြသည် ယင်းနှိမ့်နိုင်ရသည့်ဝေကြီးပမာဏလည်းမြင်ရသည်2009ခုနှစ်ဇေယျ250မကာဝက်စူးစီးနေအောင်စက်ရုံကိုတိဆောက်လင်းအမေရိကန်ဒေါ်လာအန်း600နဲ့1000ကျားကုန်ကြသည်ရင်းကိုတိဆောက်ရတွင်သုံးသောပစ္စည်းများမှာမဟာပြူဟာအရအရေးပါသောပစ္စည်းများမဟုတ်ကြသည့်တမ်နိဟန်နှင့်ကွန်ကရစ်များဖြစ်၍စက်ရုံတိဆောက်ရနှင့်အရွယ်အစားတိုးချဲ့ရတွင်ခဲခဲမရှိပေစူးစီးနေအောင်စက်ရုံများတွင် ရေကိုအမြောင်အများသုံးနေရတဲ့သည့်အားနှဲ့ချက်ရှိနေတော့လဲနောက်တွင်ရေကိုတဖြည်းဖြည်းချွတ်ချနိုင်ပြီဟုမျှော်လင့်ရသည်ယင်းနှစ်ထက်ပုံမလွယ်ကူစွာနေအောင်မှလက်စက်ထုတ်ယူနိုင်သောနေ့မှာဖိုတိုဘုတ်တက်ဆက်ကောဆိုလာပြများဖြင့်နေအောင်ကိုဖမ်းယူကအတက်များကိုအလက်ထရောများဖြင့်ကွဲထွက်စေခြင်းဖြင့်လက်စက်ထက်ထွက်ပေါ်စေခြင်းဖြစ်သည်စူးစီးနေအောင်ဆက်ယုံများတွင်ကဲ့သို့တာပိုင်ဆက်များကိုမလိုအပ်ခြင်းယင်းနှစ်ပညာကိုလွန်ခဲ့သော250ခန်းမှစ၍ မီဒီကန်ကျူတူများတွင်စတဲ့အသုံးပြုခဲ့သည်။ကတိတွက်ဆက်၊နာဟီစသည့်ကတိအသုံးဆောင်များ၌ယင်းဤပညာဖြင့်ဖြည့်စစ်ထုတ်ယူသည်။အဆိုပါဤပညာကိုသုံးသော နေရောင်ခံကရိယာသို့မဟုတ်ဆိုလာပြများသည့်နေရောင်ထွန်းလင်းသောနေများတွင်အိမ်သုံးဖြည့်စစ်တက်ကိုကောင်းစွာထုတ်ပြနိုင်သည်။အကြီးစားနေရောင်ခံကရိယာများသည့်မူစေယုံငညာအတွက်လိုအပ်သောဖြည့်စစ်ပမာဏကိုပေးနိုင်သည်။ဥပမာစပိန်နိုင်ငံတွင် 2009ခုနှစ်ကတိစောက်ခဲ့သည့်လေယောင်သုံးကရိယာသည်လက်စစ်တပ်မကဝက်29ထုတ်ပေးလျက်ရှိသည်ဂျာမနီနိုင်ငံဆက်စုံနေဒီသားရှိဘောလုံးကွင်းအတွင်း200စာကျယ်ဝန်းသည့်လေယောင်စွမ်းရင်ကရိယာသည်တအားမကဝက်49ထုတ်လုပ်ပေးသည်လေယောင်စွမ်းရင်အသုံးပြုမှုသည်အဝန်းကျင်ညံ့မှုမရှိတော့လဲလေယောင်ကောင်းစွာရကြံလိုအပ်ခြင်းလေယောင်ခံပြားအများပြားကိုသုံးရသဖြင့်နေရာကျကျလိုအပ်ခြင်းတို့သည်လေယောင်စွမ်းရင်သုံးဆမှု အတွင်ချက်သေးသည့်အကြောင်းများဖြစ်သည်။ဟုတ်ပြန်လက်ရှိအချိန်တွင်စူလာပြညာ၏ဇီးိတ်ကြီးနေသည်၍နေရောင်မှတဲဆက်ထုတ်ယူခြင်းသည်ကြောင်မီးသွေးဆက်ရုံမှထုတ်ပေးသောတဲဆက်တအားထက်ဆယ်စားကန်ဈေးပိုကြီးနေသည်။သို့သောဤပညာတုတ်တလာသည်နှင့်အမျှစူလာပြညာ၏ဇီးဒီပြေကျဆင်းလာနေသည်ဖြင့်နေရောင်ဆွမ်းရင်ကိုဒီနေ့တခြားပုံမှုသုံးဆွဲလာနေကြသည်။အချိန်နဲ့တစ်ချိန်လေးလျှော့လာလျက်ရှိသော ကွမီတာချင်းများကိုအသုံးသဖြင့်ဆိုလာပြားလျှက်စစ်ထုတ်ကိရိယာများကိုလက်ဆင်ပြီနော်လူချက်သည့်အခါကုန်ကြစီလည်းပို့၍နေသည် ထို့အပြင်ဆိုလာပြားများသည်စူးစီးနေအောင်စက်ရုံများကဲ့သို့ ပြင်းထန်သောနေရောင်ကိုရဖို့မလိုအပ်ချေဆိုလာပြားများကိုအင်ခေါင်မှုများပေါ်တွင်လည်းလက်ဆင်နိုင်သည်အသေးစားလျှက်စစ်ထုတ်လုပ်ငန်းများအတွက်အထူးတင်လျော်သည်အကြသိမ့်မီတစ်ချိန်ကအထိဆိုလာပြားများဖြင့်လျှက်စစ်ထုတ်ယူခြင်းသည်တယူနှစ်ချင်းရှင်လင်း ဈေးနေရာလျှက်စစ်တဲ့ဈေးကြီးနေခဲ့တော့လဲယခုကဆိုလာကြမြဤဈေးဒီဈေးနေရာလျှက်စစ်တဲ့ယောနေလာလျက်ရှိတယ်ဆိုလာကြမြတွင်အများအပြားတုံးကြတော့ပစ္စည်းများသည်ဆီလီကွန်များဖြစ်ကြသည်ဆီလီကွန်သည်ကမ္ဘာတွင်အောက်ဆီဂျင်ပြည့်လျင်ဒုတိယပေါ်ကျဝါဆုံးလက်ဆင်ဖြစ်ပြီးယောနေပုံခန်းသွားမည်လားလားမရှိခြင်းတဖန်သုံးသူညလာနေကပို့ထုတ်ရသည်ဖြင့်ဈေးပုံထဲကဈေးထက်ကြသည်ဖြင့်အကောင်းတန်တရာတဲ့သို့ ောင်းနေသည်2000ပြည့်နှစ်မှစ၍ဆိုလာပြားသုံးဆက်မှုသည်ပြည်ညတနည်းလျင်40ရာခိုင်နှုန်းတိုးတက်လာခဲ့သည်အမေရိကန်နိုင်ငံနှင့်စပိန်ဂျာမနီစသောဥရောပနိုင်ငံများသာမကတရုတ်နှင့်ထိုင်ဝမ်စသောအာရှနိုင်ငံများသည်ပင်ဆိုလာပြားထုတ်လုပ်ရေးလုပ်ငန်းတွင်ကမ္ဘာရှိတန်းသို့ရောက်ရန်ကြိုးပမ်းလာနေကြသည်တရုတ်နိုင်ငံသည်2009ခုနှစ်ကဆိုလာပြားလျှက်စက်ကို1180မကဝတ်မြောက်ထုတ်ယူသုံးစွဲခဲ့ရာ ဘာတွင်အများဆုံးဖြစ်သည်နေအောင်မှစွမ်းရင် ထုတ်ယူခြင်း၏အားနှချက်တစ်ခုမှာနေထွန်းလင်းနေသည့်ချိန်တွင်သာစွမ်းရင်ရရှိနိုင်ခြင်းဖြစ်သည်ညအခါနှင့်ပိန်ဖုံးနေသည့်အခါများတွင် စွမ်းရင်ထုတ်ယူနိုင်ခြင်းသို့သောစူးစီးနေအောင်စိတ်ယုံများတွင် အပူတိုက်ထားသောရေများကိုတနေရာတွင်တူလောင်ထားပြီးနေအောင်ကွယ်သည့်ချိန်တွင် ထုတ်သုံးနိုင်သည်လက်ရှိတွင်ရေပူတတ်တော့ကို တနအီကတူလောင်ထားနိုင်ပြီးမကြမီ၆နာရီကန်းအထိ တူလောင်နိုင်ပြီဟုညှော်လင်ရတယ်။ဆိုလာကြမ်းကြားတယ်မူအပူတက်မထွက်တဲ့ဖြစ်စွမ်းရင်ကိုတူလောင်ထားနိုင်ခြင်းမရှိသည့်အတွက်စွမ်းရင်တူလောင်ရန်ဘက်ထရီများကိုတုံလာသည်။နေအောင်များချိန်၌တဲစစ်ပြတောက်မှုကိုရှောက်ရှားရန်ဆိုလာကြားဆက်ရုံများတစ်ခုနှင့်တစ်ခုကိုရင်ဆက်သွယ်ထားခြင်းဖြင့်ဖြည့်ရှင်းနိုင်သည်။ထို့သောဆက်သွယ်ထားလျင်ဆက်ရုံတစ်ခုတွင် နေအောင်မထွန်းလင်းလျင်နေအောင်ရသောအခြားဆက်ရုံမှတရားကိုပို့ပေးနိုင်သည်။နေအောင်မှတဲစစ်တရားထုတ်ယူခြင်းလုပ်ငန်းသည် လားလားလွန်ကောင်းနေသည့်အတွက်ယင်းနေပင်၌ဤပညာပို့၍တုတ်တက်လာရန်ဈေးကိုဆွတ်ချရန်အပြိုင်ဆိုင်စူးစားနေကြသည်ထိုက်တဲ့တလောက်လဲအောင်မြင်နေသည်သို့သောလေးဆွမ်းရင်လေးဆွမ်းရင်တို့ဤအနှက်ကျအချို့ကြောင့်အဝင်းကျင်ညဉ့်ညမ်းစေသောကြောင်မီးသွေးစသည်တို့ကို လုံးဝပြစ်ပယ်၍လေးနှင့်လေးဆွမ်းရင်တို့ကိုပြင်းပြန်စွာနှင့်ဘယ်ကူစွာ အစားထိုးနိုင်ရန်လောလောဆယ် Cina nanti jangan teripu ya, lupa deh.